ကျစီတင်ကိုအပိနေကြရဘရာသာညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီလို့ဥစ္စာပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ထုံစံတိုင်းပဲကျွန်တော်တို့ဒီကနေ့မနက်ခင်းအတွက်တက်ထားတဲ့ကျစီတင်အကြောင်းအရာလေးတွေကိုဒီလေးမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ Proposal 3ဒီပုံအနေနဲ့ကတော့ကျစီတင်ကအတိုက်စစ်ကစားသမားတူဖြစ်တဲ့ အဲကျွန်တော်နီကိုဝီလီယံပေါ့နော်ဆိုတော့ဒါချက်စီပရိသတ်တွေနဲ့လည်းမစိမ့်တဲ့စာသမားတူဖြစ်ပါတယ်လက်ရှိမှာနီကိုဝီလီယံနဲ့ပတ်သက်တဲ့အထူးသဖြင့်တော့ဒီသူ့ရဲ့ပေါက်ကျင်းနဲ့ပတ်သက်ပြီးတော့ချက်စီတင်ကစုံစမ်းနေတယ်လို့သိရတယ်ချက်စီတင်ဒီနီကိုဝီလီယံနဲ့ပတ်သက်ပြီးတော့ခဏ break ထားခဲ့တဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့အခုတော့ချန်ပီယံလိဝင်ဝင်ပြန်ရတာနဲ့အတူသူတို့ရဲ့အသင်းကို squad in အားပုံမှုပြီးတော့တောင်းတင်းစေဖို့အတွက်တိုက်စစ်အတွက်ပေါ့အထူးသဖြင့်စောင့်ကြည့်တဲ့နေရာမှာနီကိုဝီလီယံကလည်းသူတို့ရဲ့ radar ထဲမှာပြန်လဲပေါင်းဝင်လာတယ်လို့သိရတယ်အသက်တစ်ဘီဘောကိုရိုင်းက ည်းသူတို့ရဲ့ကစားသမားဖြစ်သူကိုသူတို့အကျိုးမြတ်ရှိမဲ့ price မျိုးရရှိမဲ့ဆိုရင်ရောင်းချဖို့ဆုံးဖြတ်ထားအပိသားဆိုတဲ့အနေထားမှာဘလောက်ထိအနိုင်ဆုံး price ရနိုင်မလဲဆိုတဲ့ပတ်သက်ပြီးချက်စီးသေးကသိရှိဖို့အတွက်အလိုရှိနေတယ်လို့ကျွန်တော်လည်းကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါနီကိုဝီလီယံရဲ့အခြေအနေပတ်သက်ပြီးတော့ချက်စီးသေးတော့ပြန်လဲပြီးအတန်ထွက်လာတဲ့အနေထားလေးပြလို့ ြောလို့ရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ Chelsea အသင်းနဲ့ Manchester United အသင်းနဲ့အပြိုင် Everton ရဲ့နောက်ခံကစားသမားတို့ကိုခေါ်ယူဖို့အတွက်ကြံစီလျက်ရှိနေတာပါ။ချက်စီတင်ကအားလုံးသိတဲ့အတိုင်းပဲဆန်နာဘက် position နဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲပြုလုပ်ချင်နေကြတာဖြစ်တယ်။သူတို့ရဲ့ပထမဟို top target ဟာဆိုလို့ရှိရင် Real Madrid နဲ့အဆင်ပြေသွားတယ်ဆိုတော့နောက်မှာနောက်ထပ်ခန်းစစ်ကစားသမားတွေကိုဈေးကွက်တွေမှာချက်စီတင်ကရှာဖွေလျက်ရှိနေတာဖြစ်တယ်။အဲ့ဒီထဲမှာမှဒါ Manchester United အသင်းနဲ့မှတ်နှစ်ကလေးကကြိုးပမ်းခဲ့တဲ့ကစားသမားတူ Everton ရဲ့အားကိုးရတဲ့ဒါဆန္ဒပတ်တယောက်ပေါ့နော်အင်္ဂလန်ဆန္ဒပတ်တယောက်ဖြစ်တဲ့အသက်22နှစ်အရွယ် Gerard Brainway ဆိုတဲ့ကစားသမားကို Chelsea ကစိတ်ဝင်စားလာတယ်ဒီကစားသမားကို Manchester United အသင်းကပြီးခဲ့တဲ့ transfer window မှာကလေးက official offer တွေပေးပြီးတော့ကို Everton သင်းတန်းကမ်းလှမ်းခဲ့တယ်လို့သိရတယ်ဒါပေမဲ့ Everton သင်းမကတော့သူတို့ရဲ့ကစားသမားကိုလက်ရှိချိန်ထိလည်းရောင်းချဖို့အတွက်တိတ်ပြီးဆန္ဒပြင်းပြတာမျိုးမရှိသလိုအဲ့ဒီတုန်းကလည်းသူတို့ကသူတို့ရဲ့ ကစားသမားတန်ဖိုးကိုပေါင်သန်း80လောက်ထိတက်မှတ်ခဲ့တာဖြစ်တယ်လို့ကျွန်တော်တွေသိရတယ်။သို့တော် Manchester United ရဲ့အသင်းကပေါင်သန်း90ဝန်းကျင်ပမာဏရှိတဲ့ offer တွေပဲတောက်လျှောက်ကမ်းလှမ်းနေတဲ့အနေအထားမှာအပြောင်းအလဲကမဖြစ်ခဲ့ဘူးပေါ့နော်။ဒါပေမဲ့ ဒီလာမဲ့ဒီနွေရသီထွက်စွာဝင်းတို့ရောက်ပါပြီခုလဲဆိုတော့ဒီနွေရသီထွက်စွာဝင်းတို့မှာဆိုလို့ရှိရင်လည်း Manchester United အသင်းကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပြန်ထွိုင်းနေတဲ့အနေအထားမျိုးမှာအခုတော့ပြိုင်ဘက်အသင်းတင်းပေါ်လာခဲ့ပြီဖြစ်တယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ Chelsea သင်းပဲဖြစ်တယ်အထူးသဖြင့်တော့လက်ရှိမှာ United နဲ့ Chelsea သင်းတို့အားပြိုင်ကြတဲ့နေရာတွေမှာ Chelsea သင်းအားသာချက်ကတော့ဒါ Champions League ဝင်ခွင့်ဆိုတဲ့အနေအထားတစ်ရက်နဲ့တော်တော်လေးခီးပေါက်မဲ့အနေအထားမျိုးမှာရှိတယ်အဲနောက်ပြီးတော့ Chelsea သင်းကလက်ရှိမှာဒီ Kansas ကစားသမားအများပြားကိုလည်း ျွန်တော်ရောင်းချရအောင်မယ်ဆိုတော့အနေထားမျိုးရှိတယ်ဗျာကျွန်တော်ဒီဇာစီပါတီယာရှိခြာလပါဆိုတော့ဖိုဖာနာဆို၄ရောက်၅ရောက်လောက်အနည်းဆုံးရောင်းချရမယ်ချက်စီအသင်းနေနဲ့တေချာပေါ့ဆိုတော့နေနဲ့အကျိုးမြတ်တောင်းရွှေချီတွေကပြန်ရအောင်မှဖြစ်တဲ့အတွက် Everton လိုချင်တဲ့ price မျိုးကိုများပေးနိုင်သွားမလားပေါ့နော်အသက်22နှစ်အရွယ်ပဲရှိသေးတယ်လက်ရှိသူ့ရဲ့ပြသနေတဲ့ performance ဘိုင်းတွေအရဆိုလို့ရှိရင်လည်းအသင်းကြီးတွေဒီသေးကြစရာဆိုတဲ့အနေအထားမျိုးဖြစ်တယ် Premier League အတွက်ကြောင့်လည်း ရှိပြီးသားကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ချက်စီးတင်းနေတဲ့တော့အကျိုးရှိနိုင်မဲ့ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်တယ်လို့သုံးသက်ကောင်းသုံးသက်နိုင်တယ်ပေါ့နော်ပြီးတော့လက်ရှိအသင်းမှာလည်းခန်းစစ်ကအများကြီး ပြပြပြောင်းလဲမှုပြန်လှုပ်ချင်နေတယ်ဆိုတဲ့အနေထားမျိုးပြန်ခါချင်တယ်ဆိုတဲ့အနေထားမျိုးမှာဆိုလို့ရှိရင်ဒီကစားသမားကရွေးချယ်ခြင်းနေရာပေါ့နော်ရွေးချယ်ခြင်းနေရာအနေထားမျိုးမှာရှိတယ်လို့ပြောနေတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ကွင်းလင်ကစားသမားဖြစ်သူ Moises Kaisi တို့ကတော့ Chelsea နဲ့အတူနောက်ထပ်စာချုပ်တစ်တခုကိုချုပ်ဆိုတော့မှာဖြစ်တယ်လို့သိရတယ်ပထမချုပ်ဆိုထားတဲ့စာချုပ်အနေထားတွေအရလက်ရှိမှာတချို့သော criteria တွေကအဲကိုက်ညီခဲ့တာတွေရှိပြီးဖြစ်သလိုထပ်တိုးပါမယ်လို့ကတိပေးထားတဲ့အချက်လက်တွေပါဝင်နေပေါ့နော်ဆိုတော့အဲ့ဒီအချက်လက်တွေနဲ့ Kaisi တို့ကကိုက်ညီမှုရှိတဲ့အတွက်ကြောင့်အခုချိန်မှာ ဒါကျွန်တော်တို့စာချုပ်သစ်ချုပ်မယ်ဆိုတော့လစာရေးပါတီပို့ရမယ်တခြားအကျိုးမြတ်ခံစား권နေလဲကစားသမားအနေနဲ့အရင်ကထပ်ပို့ပြီးတော့ရရှိသွားနိုင်တဲ့အနေထားမျိုးတွေရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါတွေကကျွန်တော်ဒီကနေ့မှခင်လေးမှာ disappear ခြင်းနဲ့ Chelsea တင်းအကြောင်းအရာလေးသုံးဖို့ပဲဖြစ်ပါတယ်ဆိုတော့အမြဲတမ်း Chelsea တင်းတည်တံ့ကြီးစုနားဆင်ကြတယ်ဆိုတော့ကျွန်တော်ရဲ့ CPTV YouTube channel နဲ့ Blind Facebook page ကို like and subscribe like and follow ပြုလုပ်ထားဖို့မေးပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်